မင်္ဂလာပါဒေါက်တာယူရီပါ YouTube မှာတလောက်တခါမြန်မာ podcast လေးအတင်နေရဲ့ season လေးချိန်ပြန်ရောက်လာပြီเนาะဒီနေ့ဘာကောင်းစင်လေးရွေးထားလဲဆိုတော့အစားအသောက်တွေထဲမှာတို့တို့အမြဲတမ်း fast food တို့ junk food တို့ process food တို့ဒီခန္ဓာကိုယ်အတွက်အာဟာရမရှိတဲ့အစားအသောက်တွေဆိုပြီးတော့အမြဲတမ်းဆူဆူပြီးတော့ပုံပုံပြီးတော့ပြောလို့ရှိရေပေါ့เนาะဆိုတော့တကယ်တမ်းအဲ့ဒီအစားအသောက်တွေရော တခုနဲ့တခုတူလားပေါ့ဘယ်အရာကို first food လို့ခေါ်လဲဘယ်အရာကို junk food လို့ခေါ်လဲဘယ်အရာကို process food လို့ခေါ်လဲပြီးတော့ဒါတွေအကုန်လုံးကတကယ်တော့ unhealthy ဖြစ်တာလားပေါ့เนาะဆိုတော့ဒီအကြောင်းလေးပြောပြဖို့ဒီ podcast လေးကိုဖန်တီးလိုက်ပါတယ် ကဲဒီကြောင်းလေးကိုမသွားခင်ပါဒေါက်တာမှာရှိရ service လေးနေတော့အရင်လူရင်းတူရှင်လေးမိတ်ဆက်ပေးမယ်နော်လက်ရှိတော့ဒေါက်တာ101 consultation လုပ်တယ် online ကနေပြီးတော့လူနာကြည့်တယ်ပေါ့ကိုရဲ့အရေးပြပြဿနာလေးဆွေးနွေးချင်တာ skin care ရွေးချယ်ခိုင်းစေချင်တာလေးဆိုရင်ဒေါက်တာစီကိုလာလို့ရပါတယ် online ကနေပြီးတော့ကြည့်ပေးတယ် နောက်တစ်ခုကကြတော့ဒေါက်တာမှာ podcast အနေနဲ့ကကြတော့ဒါတကူရင်တန်ရှင်းမှုနဲ့အနတ်သက်ကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးတစ်ခုရှိမယ်ပြီးတော့ filler အကြောင်းသိကောင်းစရာဆိုတဲ့အကောင်းစင်လေးတစ်ခုရှိမယ်ပေါ့အဲ့ဒီနှစ်ခုကိုတော့ဒေါက်တာ subscription fee နဲ့သွားထားတယ်ပေါ့နော် အဟာက Telegram မှာပဲ Dr. Vice recording လေးကိုပို့ပေးတာပေါ့အဲ့တော့ကိုကအဲ့ group တွေထဲကိုရောက်သွားတယ်ဆိုရင်ကြိုက်တဲ့အချိန်ကိုဝင်ပြီးလေ့လာလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ podcast လေးတွေကိုပဲ join ကျင်တာပဲဖြစ်ဖြစ် online consultation join ကျင်တာပဲဖြစ်ဖြစ်အဲတခုခုဆက်သွယ်ချင်တယ်ဆိုရင်တော့ Facebook ကိုပဲသွားပြပါ Facebook မှာ Dr. Yuri လို့ရှာလိုက်ပါပြီးရင်တခါ chat box ကိုတန်းသွားပြီးရော admin CEO ကိုလိုချင်တဲ့ဟာလေးလမ်းပြောလို့ရပါတယ် ကဲအဲ့ဆိုရင်ဒေါက်တာတို့ရဲ့ဒီအစားအသောက်ကြောင့်လေးစားလိုက်ရအောင်ပေါ့ဒီအစားအသောက် food တွေကဒေါက်တာတို့ဒီ aesthetic တွေပေါ့နော် ရေပြားကိုခီးဆိုင်တဲ့လူတွေနဲ့ဘယ်လိုဆက်နွယ်မှုရှိလဲဆိုတော့အဲဒေါက်တာတို့ရေပြားဒီအရာအလုံးရဲ့အထောက်ပံ့နောက်ဆုံး indicator အနေနဲ့လာတာဖြစ်တယ်ကိုပစက်တွေကိုထည့်တာမှန်သမျှအာကိုလှုပ်ရှားနေတဲ့ပြုမှုမှန်သမျှဒီအရေပြားပေါ်မှာပေါ်လွင်တာပေါ့ ဆိုတော့ဒီအေးပြားတကူးကူး unhealthy ဖြစ်နေပြီအေးပြားတကူးကူးလက္ခဏာပြနေပြီဆိုရင်ကိုယ့်ရဲ့တခြားစိတ်ပိုင်းတွေမှာမှာတော့ပြီးတော့အလက္ခဏာပြတဲ့အနေအထားမှာရှိရယ်အထူးသဖြင့်ကကြတော့အေးပြားနဲ့ဒါတို့ရဲ့ GI track နဲ့ကကြတော့အဆက်ဆက်ဆုံးအများဆုံးဖြစ်တယ်ပေါ့ဒါတို့ရဲ့အစာအိမ်ဦးလန်းကြောင်းနဲ့ပေါ့အဟားဒါတို့ကကြတော့ဒီပါဇက်သေးကိုထည့်တဲ့စားတောက်တွေဒီဘလောက် healthy ဖြစ်လဲပေါ့ ဟဲသီးဆိုတာကကြတော့ဘလောက် nutritious ဖြစ်လဲလို့သုံးရင်ပုံမှန်လိမ့်မယ်။အဟာရသိသီးစားဘလောက်ပိုများလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့အဲ့ဒီအဟာရရတဲ့ပုံမှာမှီတင်းပြီးတော့အာဒီလိုအပ်တဲ့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေ organ တွေအရည်ပြားတွေကိုခွဲဝေပြီးတော့လှုပ်လှုပ်ရတာဖြစ်တဲ့အဟာနဲ့အတူတူတစ်ဖက်ကနေပြီးတော့တို့လှုပ်ရှားဖို့အတွက် energy တွေကိုပေးရတာဖြစ်တဲ့ပေါ့ အာဒါပေမဲ့ကိုရဲ့အစားအသောက်ကကြတော့စားတော့စားနေဒါပေမဲ့အာဟာရတိမ်သီးစမပါလာဘူး nutritious ဖြစ်တဲ့အစားအသောက်တွေမပါလာဘူးဆိုရင်ကြတော့အာတို့ရဲ့စားတာစားနေပြီမဲ့ဗိုက်ပြည့်နေပြီမဲ့ energy ထုတ်ဖို့တော့ကိုကလှုပ်ရှားလို့မရဘူးမြဲနေရှူနာရှိုက်ကုန်လေးဖြစ်နေတာပေါ့အဲ့လိုမျိုးဆိုရင်ဒီလိုမျိုးတောင်ဖြစ်နေပြီဆိုရင်တော့ရေပြားဘက်ကို healthy ဖြစ်အောင်ရေပြားလှအောင် သူများလို complexion ကောင်းအောင်ဆိုတာကြောင့်ဝေးကြီးဖြစ်သွားအောင်ပေါ့နော် ဆိုတော့အဲ့ဆိုရင်အဟာရဆိုတာကြတော့ဘာလဲဆိုပြီးတော့ပြောရင်တော့အာဒါတော့ရှေ့မှာလည်းအဲနည်းနည်းပါပါတော့ပြောဘူးတယ်ပေါ့နော်အာဒီမှာပြန်ပြီး summarize အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီအဟာရသိသိစားရှိတယ်ဆိုတာကြတော့တို့ဒီ micro nutrients ရှိရမယ် micro nutrients ရှိရမယ် micro nutrients ရှိရမယ် micro nutrients ထဲမှာတော့တို့ဗစီဓာတ်ပါမယ်အသားဓာတ်ပါမယ်အဆီဓာတ်ပါမယ်ပေါ့ ဆိုတော့ဂစီမာတော့မှသူကပြန်ပြီးတော့ခွဲတာပေါ့ simple ဂစီဓာတ်ရဲ့အာ complex ဂစီဓာတ်ရဲ့ပေါ့နော်အာအဲ့တော့ simple ဟာ၄ဆိုရင်တို့ထမင်းနေဟောပါမယ်အာပေါ့နော်အာစားလိုက်ပြီးအကြေမြန်တဲ့ထမင်းဖြူလို့ကြတော့ပေါ့နော်အားကြောင့်အဲ့ဒီဟာလေးဆိုစီချိုသမားတွေပါဆိုရင်ဒုက္ခရောက်တာပေါ့တက်နိုင်လို့လျှော့တာစားရတယ်အဲ့တော့ complex အဲဒီထဲမှာဆိုရင်ကြတော့ဒီအာလူတို့ဘာတို့လိုမျိုးပြီးတော့ sweet potato လိုမျိုးကစုံဥလိုလိုမျိုးဆိုရင် complex carbohydrate တွေဖြစ်တယ်ပေါ့အဲ့တော့ carbohydrate ချင်းအတူတူတောင်မှ energy ပေးတဲ့ပုံစံမတူဘူးပေါ့နော်အဟာလေးကွာတယ်ဒါတွေက macronutrient ချင်းမှာပါတယ်အဲအသားဓာတ်ဆိုရင်လည်းအသားဓာတ်လိုလုံးလောက်ရှိမှအဲ့အသားဓာတ်ပုံမှီတင်းပြီးတော့ ကြွက်သားတွေနေတိုင်းဆုံးရှုံးနေတဲ့ဟာကိုပြန်ပြီးတော့သူကပြန်ဖြည့်တင်းနိုင်တယ်ပြန်လည်းဖွဲ့စည်းနေနိုင်တာပေါ့လူတွေရိုက်ထန်တယ်အာငါတို့ကြွက်သားမဆုံးရှုံးမှာဘူးဆိုပြီးတော့တကယ်ကတော့တို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အရာတွေမှန်သမျှသွေးတွေကအစဒီ cells တွေကအစကြွက်သားတွေကအစဒီတစ်ခုချင်းစီအကုန်လုံးတွေကပျက်စီးလိုက်ပြန်ဖြည့်လိုက်ပျက်စီးလိုက်ပြန်ပြည့်လိုက်ဖြစ်နေတာ ဒါပေမဲ့ဒီ format တစ်ခုရှိနေတော့ form တစ်ခုရှိနေတော့အဲ့ form ထဲမှာပဲသူကမပြောင်းလဲတော့တာသူကမပြောင်းလဲဘူးပဲထင်တာပေါ့နော်တကယ်မဟုတ်ဘူးတစ်ခုချင်းတိုင်းอ่ะအကုန်လုံးကပြည့်စည်ပြီးတော့ပြင်ပြင်ပြီးတော့ regenerate ပြန်ဖြစ်နေရအဲ့တော့အဲ့လိုမျိုးတဖန်အတစ်တစ် regenerate ဖြစ်တဲ့အဖြစ်တိုင်းမှာတော့သူစားရတဲ့ဒီအစာအာဟာရသိသီးစာကိုမှီပြီးတော့သူတို့သူတို့က regenerate ဖြစ်ရတဲ့ဘက်မှာအာပါတာပေါ့ so fat fat ထဲမှာဆိုရင်ကောင်းတဲ့စီရှိရမကောင်းတဲ့စီရှိရကောင်းတဲ့စီကဒေါက်တာတို့ရဲ့ brain development တို့ကိုအရင်ဦးစားပေးတယ် brain development function ကိုကောင်းကောင်းကြီးအပတ်မိုးပေးနိုင်တယ်ဒါပေမဲ့ကောင်းတဲ့စီတွေကကျတော့ဒေါက်တာတို့ brain frog ရသွားတဲ့လောက်ထိကိုဘာမှစဉ်းစားလို့မရလောက်ထိကိုတခုခုဆိုစဉ်းစားရတာကြံ့ကြရတဲ့နေထားလောက်ထိကိုဖြစ်စီတယ်မကောင်းတဲ့စီတွေကမကောင်းတဲ့စီတွေကတော့ဒေါက်တာတို့အများသောအားဖြင့် တွေ့ရတာများပါတယ်လမ်းမေးတွေမှာ street food တွေအားမကောင်းတဲ့စီနေနေပဲဒါရူစားတောင်းနေရတာလေဒါပေမဲ့လည်းဒါကလည်း cultural လိုမျိုးဖြစ်နေရလေအားလေးတွေစားမှာပဲအာရတာပူရှိသလိုလိုဖြစ်နေရဆိုတော့ဒါတို့ရဲ့ living ပုံစံကိုဒီလိုဖြစ်နေရဆိုတော့ဆွဲထုတ်ရတာကတော့တော်တော်ခက်နေရပါတော့เนาะအားလေးတခုရှိမယ်ဆိုတော့ဒါမှ macronutrient ထဲမှာပါမယ် ပြီးတော့ micro ထဲမှာဆို vitamin C တွေပါမယ် B complex တွေပါမယ် mineral C တွေပါမယ်သတ္တုဓာတ်တွေ iron C ဆိုတော့ဒီဟာတွေက micro nutrients ဆိုပါလို့သုံးထားလဲဆိုတော့အရေးမကြီးဘူးမဟုတ်ဘူးအရေးကြီးတယ်ဒါပေမဲ့တနေ့တာလိုအပ်ချက်ကနည်းတယ်လို့ပြောတာအဲဒါပေမဲ့ဒီတနေ့တာလိုအပ်ချက်မှာမှန်တိုင်းပြောရင်တော့တို့ကဒီ micro nutrients တွေကိုတော့မရဖို့လေတော်တော်ခက်ခဲခဲခဲဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့တို့အသီးရွက်တွေစားတာနည်းလာကြအောင်တော့ပါရလိ။အာပြီးတော့ဒီအရွက်တွေလည်းစားတာနည်းတယ်၊သီးရည်လည်းစားတာနည်းလာကြတာအောင်။ ဆိုတော့ပြောရရင်တော့စားသာစားနေနေပဲနေတယ်လို့ကွာအများသောအားဖြင့်အလူတွေဟာမှာဆိုရင်တော့လူ80လောက်ကကြာတော့တော်တော်လေးအာဟာရတည်တည်စားမရှိတဲ့စားသောက်ကိုစားနေရတယ်လို့တော့ပြောရမယ်နေတူတယ်ပုံစံအောက်ကိုပုံစံခွက်ကောက်ကိုဒီလိုဖြစ်နေတာပေါ့နော်ဆိုတော့အဲ့အခါကြောင့်လေ အဲတော်တို့တရားမှာအယောက်80လောက်ခါအရေးပြားမလှဘူးအဲကျမအစင်မပြေဘူးအများရန် concentrate လုပ်လို့မရအောင် focus လုပ်လို့မရအောင်စဉ်းစားလို့မရအောင်အမြဲမေ့တယ်တခုခုလုပ်တော့မယ်ဆိုရင်စိတ်မရှိဘူးအဲကျမဘာဖြစ်လို့လဲဆိုတော့လူတရားမှာတည်းအစိအယောက်80လောက်ကလည်းဒီအစားတောက်တင်းနေပဲတိုင်ပတ်နေကြတော့အာဒီလက္ခဏာတွေနေပဲအတူတူပြသနေကြတဲ့ပုံစံဖြစ်တာပေါ့အဲ့တော့အဲ့ဒီအဲထဲမှာကိုတခါထပ်ပြီးပိုဆိုးသွားစေတဲ့အစားတောက်တွေကတော်တော်တို့ရဲ့ဒီ အာဒီ2000ခုနှစ်နောက်ပိုင်းနေမှာဆိုရင်ပို့ပြီးတော့ဖွံ့ဖြိုးလာသေးရပေါ့။ဒါတွေကဘာကြီးလဲဆို first food တို့ junk food တို့ process food တွေကအများလာတာပေါ့။ဆိုတော့ဘာဖြစ်လို့ဒီစားတောက်တွေကခုချိန်မှာအရင် popular ဖြစ်လာလဲဆိုတော့လူတွေကအရင်လှုပ်ရှုပ်လာတယ်နိ။ပြီးတော့ stress တွေအရင်များလာတယ်။အခုမှမိသားစုတစ်ခုမှဆိုရင်လည်းမအေးလောက်တဲ့လူကအလုံးလုံးလောက်ရတယ်ကလေးလေးကြီးရတယ်အိမ်က kitchen စီရော chores စီရောသူက queue ဆိုင်ရတယ်ဆိုရင်လည်းတခါ เอ่อดิหิ้งชะพุกูสินเปียรอบเปียนกูเฉิงไม่ไปไหนเนาะตะคาเฉยเลยจ่าเราสรุปไอ้ดิขาดิโอเฉิงกูเซฟลุบพุตัวกูดิดรๆโซซาตอกดิกะอเมียนแทอเมียนอเมียนแทอเมียนลุบพี่รอเอ่อดิအချင်းဒီအချင်းတုံအတွဲမှာသွားရတဲ့ဟာလေးကိုပဲပို့ပြီးအားဆိုင်ရတဲ့သဘောမှာရှိလာတော့အဲဒီဘက်ကဒီ first food လောကကြီးကပို့ပြီးတော့အယောင်းပူသွက်လာတယ်ပို့ပြီးတော့စားများလာကြပေါ့ဆိုတော့ အော်ဒီလုံးဝ natural form ကိုပဲအစားတောက်ထဲမှာကြာတော့တို့အရင်တော့ဆိုရင်ကွာအဝသားဆိုရင်ပေါ့တာအဝသားအတိုင်းမြင်ရတကြားဆိုတကြားအတကြားအတိုင်းကိုကိုမြင်ရတာအဒီဟာဆိုရင်လုံးဝ natural သူ့ရဲ့ whole me တွေပေါ့လုံးဝအရင်မူလ original လက္ခဏာအတိုင်းကိုမြင်ရတဲ့အသားအရွက်အအတိဒီဟာတွေကလုံးဝ whole me တွေပေါ့ဒါပေမဲ့ဒါဒီအကုန်လုံးကို ပုံစံအသွင်ပြောင်းတဲ့ဟာတွေကိုတဖြည်းဖြည်းကိုတော်တော်တော်နာမည်ပြောင်းခေါ်တယ်။အဲ့ဒီမှာလူတွေရှုပ်ထွေးနေတာ first food တို့ junk food တို့ processed food တို့မကွဲတော့တာပဲပေါ့။ so မကွဲသလိုလိုနေတော့ကွဲတော့ကွဲတယ်။ so number 1 first food ကိုတော့တရားရင်ပြောမယ်เนาะ first food ဆိုတာဘယ်လိုမျိုးစားစားကိုပြောရလဲဆိုတော့အာနာမည်အတိုင်းပဲအချိန်တုန်းတည်းမှာမြန်အောင် quick uh soft လို့လို့ရအောင်တော့လုပ်ထားတယ်ဥပမာ KFC လို့လို့မျိုး McDonald's အလိုမျိုးဒီ restaurants အကြီးကြီးတွေနေပေါ့เนาะဒီ burger တွေရောင်းနေပြီးတော့ chicken တွေ pizza တွေပေါ့เนาะအာဒီ french fry တွေဒီဟာတွေအကုန်လုံးကိုခတ်တော့တော့နဲ့မြင်မြန်အချိန်တိုတွင်းမှာ one stop တည်ရမလားလို့အကားမရက်ပဲနဲ့ဒါယူလိုက်လို့ရအောင် grab လုပ်လို့ရတဲ့ဟာတွေမှန်သမျှဒီစားတောက်တွေအကုန်လုံးကိုဒါကို first food လို့အာခေါ်တယ် so ဒါဆိုရင် junk food ကော junk food ကိုခေါ်တဲ့ပုံစံကတစ်မျိုးရှိရယ်သူက ကယ်လိုရီအရင်များတယ် high calorie ဖြစ်တယ်ပြီးတော့ sugar အရင်များတယ်ပြီးတော့ salt အရင်များတယ်စားရအရင်များတယ်အာပြီးတော့မကောင်းတဲ့အစီပါဝင်မှုအရင်များတယ်ဒါပေမဲ့တကယ်ဒီဒါဒီ nutrient သိပ်သည်းစား nutritious ဖြစ်တဲ့ဟာအာဟာရသိပ်သည်းစားအရင်နဲ့တယ်ဆိုတော့အရင်မကြီးတဲ့ဟာတွေအရင်များပြီးတော့တကယ်ရေးကြီးတဲ့ဟာနဲတဲ့ဟာကိုတို့က junk food လို့သုံးတာဆိုတော့အဟာရတွေကဘယ်စားတော့တွေထဲမှာပါလဲဆိုတော့ ဒီအာလူကြော်တွေ chips တွေထဲမှာပါတယ်ဒါဆိုတော့ calorie ရမ်းများစားရရမ်းများလေ nutrition ပါရှိလို့လည်းဘာမှရှိဘူးလေတည်ရမလားဟိုဂဇီဒတ်ပေါ့အဲဒါမှဂဇီဒတ်မှာတော့မှဒီအဲဘယ်လိုပြောမလဲ simple carbohydrate ချက်မှာတော့ပါပေါ့ခဏလေးဆိုတစ်ခါပိုက်ပြန်စားပြန်အဲ့ဟာလည်းတော်တော်မကောင်းဘူးပေါ့ဒါပေမဲ့အဲ့ဒီဂဇီဒတ်တော့မှနည်းပါတယ်အများသောအားဖြင့်ကဒီ salt တို့ဒီ fat တွေနဲ့ကိုလုံးဝအာပျော်စီကြောစားတွေလောက်ထားတော့ကြည်တာနဲ့တွေကို ခန္ဓာကိုယ်ရဲ့အကျိုးရှိတဲ့ဟာတွေကပူပါတာပေါ့ဆိုတော့အဲ့ဒီပြင်ကန်ဒီတို့ပါမယ်တကြာလုံးတွေပါမယ်ဆိုဒါတွေဘက်ဗရိတ်တွေပါမယ်ကိုကိုကာကိုလာတို့ပက်ပစီတို့ဆိုဘာဟာရရှိလဲဆိုဘာဟာရမှတိတ်တိစားမှမရှိဘူးဒါပေမဲ့ရှူဂါရှိကယ်လိုရီရှိအရင်မြတ်ပြီးတော့ဒိုနတ်ဒိုနတ်ကြီးဆိုရင်ဂျန့်ဖူထဲမှာပါတယ်အင်းကြီးတဲ့ဟာတွေက high ဖြစ်နေပြီးတော့တကယ် nutrition တိတ်တိစားတွေအရင်နေနေရဒါတွေဆိုရင်ဂျန့်ဖူဆိုတော့ဂျန့်ဖူအများစုတိ unhealthy food တွေပဲများတယ် junk food အကုန်လုံးကြီးပါဘူး unhealthy food လို့ပြောလို့ရတယ်ဘာလို့ဆိုတော့ junk food လို့နာမည်တွင်ကြတဲ့ဟာဟို nutritious လုံးဝမဖြစ်တဲ့ဟာ nutritious လုံးဝမဖြစ်တဲ့ဟာဆိုတာကကြတော့ခုနကဟာပြန်ကောက်အောင်ဆို micronutrients လည်းမပါဘူး macronutrients တွေလုံလုံလောက်လောက်လည်းကောင်းတဲ့ဟာတွေလည်းပါမနေတဲ့ဟာတွေမျိုးပေါ့ဒါဆိုရင် processed food ကပါလေ processed food ဆိုတာကကြတော့ဒါခုနကအရှိမပြောသွားတဲ့အတိုင်းပဲတော်တို့ဒီ whole meal ကို ဟိုးမီတိုင်းပဲတွေ့ရတာရှူကားဆိုရှူကားရှူကားကိုရှူကားတိုင်းတွေ့ရတာအဲဒီလိုမျိုးပေါ့နော်ဆိုတော့ထမင်းကိုထမင်းတိုင်းတွေ့ရတာမျိုးပေါ့ဒါပေမဲ့ process ဖြစ်သွားရဲဆိုတဲ့သဘောကကျတော့ဒီပုံစံဒီ natural form ကိုတရတို့က cook လုပ်လိုက်တာလည်းဖြစ်မယ် cook လုပ်လိုက်တာလည်းဖြစ်မယ်မဟုတ်ရင်စီစဘူးတွေကိုထည့်လိုက်တာလည်းဖြစ်မယ်မဟုတ်ရင်တို့အေးတဲ့ကို fridge တဲ့ကို freezer ထဲမှာ fridge လုပ်လိုက်တာမျိုးလည်းဖြစ်မယ်ဒီလိုမျိုးပုံစံအသွင်ပြောင်းသွားတဲ့ process လုပ်လိုက်တဲ့ဟာကို process food လို့ခေါ်တယ် အဲ့တော့ process food တိုင်းကကြတော့လည်းပဲ unhealthy ဖြစ်နေရတော့မဟုတ်ဘူးဆိုခုနကလိုမျိုးပုံစံပြောဗောတော့အသားတွေဝယ်လာတဲ့ kitchen ကနေပြီးဟိုဟိုဟာဈေးကနေဝယ်လာဒါပေမဲ့ဒါအောင်တို့ frozen လုံးရတယ်အဲဆိုဒါဆိုရင်ဒါ process ထဲမှာပါသွားတယ်အဲအဲ့လိုမျိုးပုံစံပေါ့နော်ဆိုဟိုဒီဟာ process တိုင်းလဲ unhealthy ဖြစ်နေတာမဟုတ်ဘူးဆိုတာကိုတော့အာသိရမယ်ပေါ့နော်ဒါပေမဲ့ တချို့ process တွေကလည်းပဲ unhealthy ဖြစ်တယ်အဟောင်းသိထားရမယ်เนาะဆိုတော့အဲ့တော့သုံးခုလုံးထဲမှာကြည့်လိုက်မယ်ဆိုရင် first food ရဲ့ junk food ရဲ့ process food ထဲမှာဆိုရင် unhealthy အဖြစ်ဆုံးကကြတော့ junk food ကတောက်လျှောက်ဘာ junk food category ထဲမှာဝင်တဲ့ဟာအကုန်မှန်တယ်များပြီးလုံးဝအကျမရင်းနဲ့မညီညွတ်ဒီ first food ထဲမှာကကြတော့တခါတလေကျမရင်းနဲ့မညီညွတ်ဘူးဆိုတော့အမြဲတမ်းတော့မဟုတ်ဘူးဆိုပြီးတော့ အာပြောတာပေါ့ဒါပေမဲ့ဒီ first food ကိုအရန်အစားများတဲ့အချိန်ကြာရင်ဒီ first food ထဲမှာပါတဲ့ preservative တွေညာလုံးအကြီးလို့တကယ်လို့ကိုယ့်ရဲ့ life တစ်ခုလုံးကိုဒီဟာနဲ့ပဲစားရတယ်ဆိုရင်တော့ရင်းရှင်ကိုတော်တော်ပြဿနာတန်းနိုင်တဲ့ထဲမှာပါတယ်ဘာလို့ဆိုတော့ဒီ first food ကို လုတ်တဲ့အာဟာတွေကလည်းဥပမာ McDonald's KFC တို့လိုမျိုးပဲလုတ်တယ်ဆိုတော့သူတို့ကစီးပွားဖြစ်ရောင်းရတာဖြစ်တယ် ဘယ်သူမှအဲ့ဒီစီးပွားဖြစ်တယ်မှာအိုမီဂါ3တွေအရင်ကျွဲဝါတဲ့ကန်ဒိုလာဝါကြီးတွေဘယ်သူမှသုံးမနေဘူးအဟားတွေသုံးပြီဆိုရင်လည်းစီးပွားရေးလည်း run လို့မရတော့ဘူးလေအဲ့တော့ဒီ benefit များတဲ့ဒီစီတွေကိုပဲသုံးရအောင်ပေါ့တော်တော်ဆိုရင်ဘာတွေတောင်းရှိလဲဆိုရင်လေအဲ့ဒီ what စီတွေဘာတွေဆိုရင် CEO ပိတ်ပါအချိန်လိုက်အများကြီးပေးကမှပတ်စံလေးနည်းနည်းလေးနဲ့အဲ exchange လောက်တာမျိုးလေးရှိတယ်တကယ်လဲလို့ရှိတယ် အဲ့ဒီသဘောကဒီစီနဲ့ပတ်သက်ပြီးတော့ဟိုအဆုံးအထင်းမခံတာပေါ့ကိုယ့်ရဲ့ profit ကိုပေါ့နော်ကိုယ့်ရဲ့ business ရဲ့ profit ကိုအဆုံးအထင်းမခံတာပေါ့ဒါပေမဲ့အာဒီဒီလိုမျိုးလုပ်လိုက်တာဖြစ်တဲ့အတွက်ဒီအစီတွေမတန်တဲ့အစီတွေနဲ့ပဲတစ်ခါပြန်ကြော်တာဖြစ်တဲ့အတွက်ကဒီဟာကိုစားတဲ့လူတွေအကုန်လုံးကကြတော့လေပဲဘိုက်သေးကိုရောက်သွားတဲ့အချိန်ကြရင်တစ်ခါဒီအီအီရေရှူရှူတွေစီရနေပြီးတော့စွန့်လာမဟုတ်ဘူး အဲ့ဒီဒီသွေးကြောတွေစီမှာလဲပတ်ပြီးတော့နောက်ဆုံးဖြိုခွင်းဖြိုခွင်းဖြိုခွင်းလို့မရကြအောင်နောက်ဆုံး arthrosclerosis arthrosclerosis အနေနဲ့သွေးကြောစီတွေပိတ်တဲ့ပုံစံတွေအပြန်ဖြစ်ပြန်အောင်ဆိုတော့အဲအဲ့လိုမျိုးပေါ့ဆိုတော့ဒီ first food ကအမြင်တမ်းတော့ healthy အာဖြစ်နေရတော့မဟုတ်ဘူးဆိုပေမဲ့လည်း healthy လည်းဖြစ်နေတဲ့အထဲမှာလည်းပါနေတာတော့လည်းမဟုတ်ပြန်ဘူးဆိုတော့ရေရှည်တော့ဒီတန်လုံး fresh food ကိုစားနေမယ်ဆိုရင်တော့လည်းဒီနှလုံးချမ်းမှာရေတွေအသက်ရှူတဲ့ဘိုင်းတွေ ပြီးတော့ဒီ fatty liver fat တွေကိုအများကြီးတာဆိုလာနိုင်တယ်။ပိုက်ဖောင်ဖောင်ကြီးတွေပေါ့နော်။ Okay အဲ့ဆိုရင် processed food ကရော processed food ကရာကို processed food ကကိုဘယ်လောက်ထိ process လုပ်ထားလဲပုံမှာမူဒီယာပေါ့နော်။အာဘယ်လိုပြောမလဲ။ဟိုတကြောင်းကိုပဲအဲဒါတို့ကအာဒီတကြောင်းကိုပဲဒါတို့ကကျိတ်တာဆိုရင် fine process ဖြစ်သွားတယ်ဆိုရင်အဲ့ဒီအဆင်ပြေသေးရငါတကြားဘယ်နဲ့ဆုံးထည့်လဲဆိုတာသိသေးတယ်။ ဒါပေမဲ့အဲ့ဒီတကြားကိုပဲထပ်ပြီးတော့ process လုပ်လိုက်တာပေါ့ ultra process တွေဖြစ်တဲ့ချိန်ကျတချို့ဟာတွေကိုတကြားပုံစံအတိုင်းကိုမမြင်ရတော့အဲ့ဆိုဘယ်လိုမျိုးလဲဆိုရင်ဒီ ice cream တို့လိုမျိုးပုံစံဖြစ်သွားမယ်ဆိုတော့ ice cream တို့ဆိုရင်တကြားမြင်ရလားမမြင်ရအောင်ဒါပေမဲ့အရင်ချိုးတယ်နောက်ဆိုရင် process category ထဲကိုလည်းဝင်သွားတယ်လို့ junk food category ထဲကိုလည်းတစ်ခါဝင်သွားပြန်အောင်ဆိုတော့အဲ့လိုမျိုးပေါ့နော် ဆိုတော့ဒါပေမဲ့တခြားဒီ process ထဲမှာဟိုပဲတော့အကျဲ့ချဲ့ပြီးတော့ပြောရမယ်ဆိုရင်ကောင်းတာလည်းရှိရမကောင်းတာလည်းရှိမယ်တကယ်လို့ကို strawberry တွေဝယ်လိုက်တယ်အဟောက်ကွာ frozen လုပ်လိုက်တယ်ဒါလည်း process ပဲအဲဒါပေမဲ့သူ့ဟာနဲ့သူကတော့ healthy ဖြစ်နေသေးတယ်အပိုင်းမှာပေါ့ဆိုတော့ ပြီးတော့နောက်တစ်ခုကကျတော့ဒီ processing မှာဗာရီပါမယ်သူတို့တို့ပေါင်မုတ်တွေကိုအသွင် ပြောင်းထားတာတွေပါမယ် snack တွေကိုတို့တို့ဟို package လုပ်ထားတဲ့ထဲမှာပါမယ်ဆိုတော့အဲ့ဒီဟာတွေကိုကြည့်ပြီးတော့ဒါဒီ healthy ဖြစ်လား healthy မဖြစ်လားဆိုရင်ကျတော့တရက်အနေနဲ့အလွယ်မှတ်စေချင်တာကကျတော့အကုန်လုံးတို့တို့ဒီ convenience store ကြီးထဲမှာပေါ့နော် mostly ပေါ့နော်ရနေတဲ့ process food တွေများသောအားဖြင့် unhealthy ဖြစ်တယ်ဘာလို့ဆိုတော့ CSC ဘာလို့ဆိုတော့ market ကကိုဒီ profit ဘက်ကိုဦးစားပေးပြီးတော့သွားနေရတာလူတွေရဲ့ကျမ်းမာရေးကိုအခြေခံပြီးတော့သွားနေရတာမျိုးမဟုတ်ဘူးအာလူတွေရဲ့ကျမ်းမာရေးကိုအခြေခံထားတာပဲထားပါတဲ့ဒါ protein bar ပါဒါအော်လုံးဝတတ်ပါတယ်လို့ပြောတဲ့ဒီထဲမှာတော့မွားဒီသုံးတဲ့အစီတွေကလုံးဝ healthy မဖြစ်ဘူး။ဒါကြောင့်တော့တို့ချင်းချင်းစာတွေရေးတဲ့ထဲမှာပါကြတယ်ပေါ့နော်။ဒါရုံလို့မရတဲ့ထဲမှာပါတယ်ဆိုရင်ဘေးရောပေါ့နော်။အဲ့လိုမျိုးပေါ့။အဲ့တော့ အတန်းနိုင်ဆုံးကိုယ့်အိမ်မှာပဲကိုယ့်အကူလုတ်ပြီးတော့ဟိုအသွင်ပြောင်းတဲ့ပုံစံလေး process လုပ်တာလောက်ထိရတော့တို့ healthy ဖြစ်တယ်လို့တော့သုံးလို့ရတာပေါ့ဒါပေမဲ့အဲ့ဒါဟာကိုထပ်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 တက်ပြီးတော့ after process တွေလုတ်ပြီးဆိုရင်တော့ healthy ဖြစ်တဲ့ဘက်ကိုမသွားတော့ဘူးပေါ့ဆိုတော့ဒီအကြောင်းကိုဒါဘာဖြစ်လို့ပြောရလဲဆိုတော့ဒါတော့ကိုနိုင်ကလည်းဒီ first food ရဲ့ junk food ရဲ့ process food ကိုကိုကိုနိုင်နဲ့တော်တော်မကွဲခဲ့တဲ့အထင်ပါပါတယ်ပြီးတော့အရာအားလုံးကိုလည်းတော်တော် ဟိုမကောင်းဘူးဟဲဒီမဖြစ်ဘူးဆိုပြီးတော့ဘယ်တော့ claim ခဲ့တဲ့အထက်မှာပါတယ်ပေါ့ဒါပေမဲ့ဒီတစ်ခါတော့တော်တော်ကြီးလိုက်တဲ့အချိန်ကြာမှာ oh not အာ or ဘောနော်အကုန်လုံးတော့မဟုတ်ဘူးဆိုတာတော့နားလည်လိုက်တယ်အထူးသဖြင့် process flow ကိုတော်တော်ထပ်ပြီးတော့အဖတ်ရတဲ့အပိုင်းလေးရှိလာတယ်ပေါ့နော်ဆိုတော့တော်တော်အတွက်လည်းဒီ podcast လေးရတာတော့လည်းတော်တော်လေး insight ဖြစ်တဲ့အထက်မှာပါတယ်ဆိုတော့ဖတ်ဒီ podcast လေးနားထောင်တဲ့ Julian လေးတွေထဲလည်းသိမယ် ဒီတခုခုတော့ရမယ်လို့တော့ထင်တယ်ဆိုတော့ဒါသိချင်အပြင်ပါရှိနိုင်တယ်ဆိုတော့ချက်ချင်းလောက်ပါတာဒီကုံဖြတ်ပါလို့ပြောတာမဟုတ်ဘူးအလူတယောက်ကကျမကြီးအရင်ကြီးကြီးတယ်တကယ်တော့မကျမ်းမာတော့ဘီဟေ့ဆိုရင်ကျွန်တော်ဘာမှမလုပ်လို့မရတော့ဟိုကျမနေသေးသေးရေကကိုရီမာအကုန်လုံးကဟို69ရာခိုင်နှုန်းကပြဿနာတွေပဲအဲဒါပေမဲ့အဲဒီမကျမ်းမာတော့ဘူးဟေ့ဆိုပြောတဲ့ချိန်ကြရင်ဆိုရင်အဲ့ဒီမကျမ်းမာတဲ့ဒီ1% ပြဿနာကိုပဲကိုကဖြည့်ရှင်းနေရတယ်။ကျန်တဲ့ကိုစကိုရာခိုင်လုံးပြဿနာတွေကပျောက်သွား။ဘာဖြစ်လို့ဆိုတော့တကယ်မကျမ်းမာဘူးဆိုတဲ့အချိန်ကြာရင်တကယ်မကျမ်းမာပါပဲတိတာ။အဲ့ဒီအချိန်ကြာရင်ကိုကဘာကြောင့်မကျမ်းမာခဲ့တာလဲလို့ပြန်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့အချိန်ကြာ mostly ကဒီအစားအသောက်ကနေပြီးတော့ကိုကပါဇက်ကိုဗျံပဒါအကုန်လုံးထက်ပြီးတော့တွေးသမျှစားပြီးတော့ခန္တီပါရမီလည်းနဲတာပေါ့ပြီးတော့သမာဓိအားလည်းနဲတာပေါ့ဆိုတော့အဲ့ဟာတွေအကုန်လုံးရအောင်ဒါတို့စုပုံလာပြီးတော့ခန္ဓာကိုယ်ကဟို အမှိုက်ပုံလိုမျိုးဖြစ်လာတဲ့အချိန်တခုကြာရင်ဒီစားတော့တွေကပဲတို့တို့ခန္ဓာကိုပြန် ပြီးတော့ဒုက္ခပေးရတဲ့အထက်ကိုပြန်ရောက်လာတာပေါ့ဆိုတော့ဒီ podcast လေးကိုကြားလိုက်ရင်ကြားခဲ့ရင်နားထောင်ဖြစ်ခဲ့ရင်ဒီအချိန်ထိပေါ့နော်ဆိုတော့ဒါနည်းနည်းလေးစိတ်ထဲမှာအလင်းကြီးတခုပေါ့နော်အော်ငါမြင်တဲ့တော့အဲ့လိုလုံးမရဘူးဆိုတော့ message လေးတခုရသွားတယ်ဆိုရင်တော့မဒါဒါရမ်းချိနေတယ်အာဒီ podcast လေးလောက်ရတာတန်တယ်ပေါ့နော်အဟားလေး message ကိုပဲပေးချင်တာပါ တော့တော့အဲ့ဆိုအမြဲတမ်းဟဲသီးဖြစ်နေတဲ့လူထဲမှာပါလားဆိုရင်ကြတော့မပါဘူးစားတယ်ဒါပေမဲ့ limit တစ်ခုရှိရဲ့ဒီဟာ limit ကျော်သွားတဲ့အချိန်ကျဘာဖြစ်တော့မလဲဆိုတော့ကိုယ့်အကူအမြန်တိနေတာဖြစ်တဲ့အတွက် limit ဘယ်တော့မှမပြည့်အောင်ပဲနေတယ် ဖြစ်ဖြစ်နိုင်နေဆိုရင်ဒါမြန်လာတလားနေမှာတစ်ခါလောက်အဲ့လိုမျိုးပုံစံမျိုးပြီးနှစ်ပတ်နေမှာငါတစ်ခါစားမင်းအဲ့လိုမျိုးပေါ့အမေမေမေပြပြဖြစ်တဲ့ချိန်ကြရင်ဆိုရင်တော့မထီဖြစ်တာမရဘူးဥပမာတော့သမိုးရင်တော့ကခေါက်ဆွဲပြုတ်အရင်ကြိုက်တယ်ခေါက်ဆွဲပြုတ်စားတဲ့ဟိုကတော့အဲ့ဒီဝှက်ချန်နေအရင်ထွက်တယ်ကိုယ့်အကူလည်းတည်တယ်နောက်ဆုံးကိုယ့်ကို rules တစ်ခုထုတ်လိုက်တယ် ငါအိမ်မော်ဘယ်တော့မှခောက်ဆွဲပြုတ်မတင်ဘူးဆိုတဲ့ဟာပေါ့နော်ခောက်ဆွဲကြောက်ကိုငါအိမ်မော်ကိုမတင်ဘူးဆိုတဲ့ root ကိုကိုထုတ်ချပြလိုက်တယ်ကိုကကိုထုတ်တာပေါ့ဘယ်သူမှတော့မသိဘူးပေါ့အဲ့ဒီကလေးကခောက်ဆွဲပြုတ်ပြတ်သွားပါပဲ ောက်ဆိုဘိုက်စားရလေဒီခါလေးကျညချရင်ဘိုက်စားရကိုကမိုးဝဲထားတာဖြစ်တယ်လို့ခေါင်းဆက်ပြုတ်ကိုသွားပြီးတော့လမ်းလမ်းမမီတော့အဲ့တော့ဘာလို့อ่ะလဲမစားခြင်းစားခြင်းနဲ့ကိုယူထားတဲ့ဒီနွားတို့ရဲ့အုတ်ကြဲနဲ့ပဲအာဒီနှစ်ပါးသွားရတာပေါ့ကြာလာတဲ့ချိန်မှာအကျင့်ဖြစ်လာတယ်တကယ်လို့ကိုအဲ့ဒီ principle မထုတ်ထားခဲ့ဘူးဆိုရင်သွားဆွဲနေမှာလေတစ်ချိန်လုံးဒီကပုတ်ထဲမှာဒီ noodles တွေပဲကိုသွားဆွဲနေမှာအဲ့တော့အဲ့ဒီတနေရာလည်းဘယ်တော့မှလွတ်မှာမဟုတ်ချို့ဟာတွေဒီကြတော့လေကိုယ့်ကိုကိုနည်းနည်းလေးတော့စီကန်းလင်းကြမ်းမှတ်ရတဲ့နေထားလေးရောရှိရပါဘူးဒါပေမဲ့တတ်နိုင်ဆုံးတော့ကိုယ့်ကိုတော့ မြန်မ်းထည့်ထားတဲ့အပိုင်းတော့ရှိရဲ့ငါတက်နိုင်ဆုံးငါရှူကားကိုငါရှော့မယ်ရောင်ရမ်းစီတဲ့စားစားမစားဘူးအဲအဲ့လိုမျိုးတော့ကိုယ့်ကိုယ်တော့အဲ့ဒီ principle လေးတကူတော့နည်းနည်းတော့ခိုင်တယ်ဒါပေမဲ့တစ်ခါလေးလည်းစားပါတယ်ဒါပေမဲ့အဲဒီလိုလေး format ကိုယ့်ကိုချထားတယ်ဆိုရင်တောင်းတိုင်ဘယ်ရမ်းမလာလို့မဖြစ်တော့ဘူးပေါ့ခဏကိုယ်တိုင်ပါဆိုတော့အဲဒါတဲ့နာဒီ podcast လေးဒီချီချီနားထောင်နေဆိုရင်တော့အရင်ကျေးဇူးတင်တယ်အာတောင်းတန်ယုံဘယ်သူမှတော့နားမထောင်ပါဘူး ်ဆိုတော့နားထောင်ပြီးခင် congratulation ပါအဲကိုဘွားမှာဒီစားတော့နဲ့တင်ကိုကိုအများကြီး manage လုပ်ပြီးတော့ကျမရဲ့ခန္ဓာကိုယ်တစ်ခုတန်ဆွမ်းတဲ့ခံမောင်းဒါကိုလေးတစ်ခုပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးပါတယ်ဆိုတော့အကျိုးရှိတယ်ဆိုရင်တော့ comment မှာအကျိုးရှိချောင်းလေးကိုပြောခဲ့ပေးပါဒါအနေနဲ့အဲဒီလိုမျိုး podcast ကြီးလည်းအများကြီးဖန်ဆီးချင်ပါတယ်ကျေးဇူးတင်ပါတယ်